အိမ်ထောင်တဲ့ကိုစုမှုထမ်းကင်းလို့ခွင့်ပေးတယ်တော့ပြောတယ်။ဒါပေမဲ့ဤကောင်ကမပြန်ရည်သူ။ဒီမှာအစာအိစားထားပေမဲ့သူကအိမ်ထောင်ပြုဖို့တော့သူမပြုချက်သေးဘူးဆိုပြီးအစာရောပုံနေရပါမြန်မာနိုင်ငံမှာပြီးခဲ့တဲ့နှစ်ဆန်းပိုင်းတွေက အမျိုးသားတွေကိုစစ်မှုထမ်းဖို့အဓိကခေါ်ယူခဲ့ပါတယ် လက်ရှိအချိန်မှာအမျိုးသမီးတွေကိုစစ်မှုထမ်းဖို့အတွက်အမည်စင်းကောက်ယူတာတွေလှုံ့ဆော်နေတယ်လို့သတင်းတွေကပြန့်နှံ့နေပါတယ်။ဒါကြောင့်အမျိုးသမီးငယ်တွေဟာစစ်မှုထမ်းတာကိုရှောင်ရှားဖို့အတွက်မိဘတွေရဲ့ခွင့်ပြုချက်နဲ့အိမ်အောင်ပြုတဲ့အနည်းလမ်းကိုတိုင်းတပွဲအသုံးပြုလာကြပါတယ်။မင်္ဂလာပါရှင်။မြန်မာနိုင်ငံတဝမ်းကလူ့ခွင့်ရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ဒုအတန်အပတ်စဉ်ဖော့ကတ်အစီအစဉ်ကနေကြိုဆိုပါရစေ။ ဒီအစီအစဉ်ကို Foundation Hero တဲကအကူအညီပံ့ပိုးပေးထားတာပါဒီတစ်ပတ်အစီအစဉ်ကိုတော့ဒိုးတန်ရဲ့လူတန်းသတင်းတော့ခင်းနှင်းဖြူဆိုးကဆက်လက်တင်ဆက်ပေးသွားပါမယ်ဆောင်းမအတွင်းလုံခြုံရေးအခြေအနေတွေကြောင့်နာမည်တချို့ကိုပြောင်းလဲအသုံးပြုထားပါတယ်ရှင်နန်းကေကရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်ကအသက်၁၈နှစ်အရွယ်ပအိုတိုင်းရင်သူတယောက်ပါ။ ူမမအကို၃ယောက်ရှိပြီးအလုံးထိုင်းနိုင်ငံမှာအလုပ်သွားလို့မိကြတာကြောင့်မောင်နှမရီထဲမှာသူတူဦးပဲရွာမှာဂျန်နေခဲ့ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လပိုင်းမှာတော့သူတို့ရွာမှာစစ်မှုရန်စည်ရင်လာကောက်ခဲ့ပြီးသူ့နာမည်ကိုပါစည်ရင်ကောက်သွားခဲ့ပါတယ်။ ဆင်းရင်ကောက်တဲ့သူတွေကတော့ချက်ချင်းမသွားရသေးဘူးလို့ပြောခဲ့ပေမယ့်အခုလိုဆင်းရင်နဲ့ပါသွားတာက သူနဲ့သူ့မိသားစုကိုစိတ်ပူစေခဲ့ပါတယ်။ဒါကြောင့်စစ်မှုရန်ကနေလွတ်မြောက်အောင်သူ့ရည်စားဖြစ်သူနဲ့ခိုးရလိုက်ပြီးခဲ့ပါတယ်။ဆဆဆစီအိမ်ထောင်ပြုဖို့တခါမှမစင်စားဘူးအခုကတော့စိတ်ထဲလည်းမဝင်ချင်လို့ထွက်ပြေးကြရရနေမိမတွေကလည်းသဘောတူလို့နဲ့ထလိုက်ကြတာပါ။ဘာမှတော့အများကြီးမစင်စားဘဲနေရောက်ထွက်ပြေးလာကြလား။ မြို့ပေါ်ရောက်တော့အမေတို့လမ်းဆက်သွယ်တော့အမေတို့လည်းမတက်တာပဲဒီအတိုင်းတော့မဖြစ်ဘူးလက်မလက်ထမကောင်းမယ်ဆိုပြီးတော့အမျိုးကပဲလက်မထိုးလိုက်ကြတာပေါ့နော်အိမ်ထောင်တဲလို့စမှုထန်ကင်းလခွင့်ပေးတယ်တော့ပြောတယ်ဒါပေမဲ့ဤကောင်တော့မပြောင်းရည်သေးဘူးပြီးခဲ့တဲ့2024ဖေဖော်ဝါရီလ10ရက်နေ့ကစတင်အသက်သွင်းခဲ့တဲ့စမှုထန်ဥပဒေဟာလူငယ်မိန်းကလေးတွေအရွယ်မရောက်သေးတဲ့မိန်းကလေးတွေကိုအိမ်ထောင်တဲအဖြစ်တွန်းပို့နေတယ်လို့ဆိုပါတယ် ေဥပဒေအရအသက်18နှစ်နဲ့28နှစ်ကြားအမျိုးသမီးငယ်တွေဟာစွန့်မှုထမ်းရမှာဖြစ်ပြီးအိမ်အောင်ပြုထားတဲ့သူတွေနဲ့ခလေးရှိပြီးကွာရှင်းထားတဲ့အမျိုးသမီးတွေကိုတော့စွန့်မှုထမ်းကနေကင်းလွတ်ခွင့်ပေးထားပါတယ်။မြန်မာနိုင်ငံမှာအရွယ်မရောက်သေးတဲ့အမျိုးသမီးငယ်တွေလက်ထက်တဲ့နှုံတိုးမြင်လာတာကိုစစ်တမ်းတွေ တိတိကျကျကောက်ယူနိုင်တာမရှိသေးပါဘူး။ ဒါပေမဲ့အမျိုးသမီးစကားဝိုင်းတွေမိဘအဖွဲ့အစည်းတွေနဲ့စိတ်ဟုတ်တွေကနေတဆင့်ရတဲ့တရင်အချက်လက်တွေကိုခြုံကြည့်မယ်ဆိုရင်တော့အရွယ်မရောက်သေးပဲအမျိုးသမီးငယ်တွေလက်ထက်တဲ့နှုံမြင့်တက်လာတယ်လို့အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံရဲ့တွဲဖက်အထွေထွေအတွင်းရေးမှူးတစ်မွန်နေလီကပြောပါတယ်သူတို့အိမ်ထောင်ပြုတ်လိုက်ပြီဆိုလို့ရှိရင်တစုံတွေကသူတို့ရဲ့ဒီတက်ကက်အဲစက်ကွင်းကနေလွတ်မလာဆိုတဲ့စဉ်းစားချက်တွေပေါ့နော် အဲ့လိုမျိုးတွေဖြစ်လာတယ်ဆိုတော့တချို့ဒီမိဘတွေလည်းဒီစိုးရင်လည်းကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့သားတွေအဲစစ်ကိုမဝင်အဲဖို့အတွက်ဆိုတော့စဉ်းစားချက်တွေနဲ့ဒီအိမ်ထောင်ပြုတဲ့အရာကသူတို့အတွက် top out တစ်ခု ပုံစံပေါ့နော်အဲဖြစ်လာတဲ့ဟာဖြစ်တယ်ဂျူလီယာဟာကချင်ပြည်နယ်မှာနေထိုင်သူအသက်၁၈နှစ်အရွယ်အမျိုးသမီးတအုပ်ဖြစ်ပါတယ်။ သူမှာအသက်16နှစ်အရွယ်ညမတယောက်ရှိပါတယ်။သူညမဖြစ်သူကစစ်မှုထမ်းဥပဒေကိုကြောက်တဲ့အတွက်အိမ်ထောင်ပြုတ်သွားပြီလို့ဆိုပါတယ်။ဒီမှာနေဒီမှာရဲ့ညမလေးကတော့ဒီနမင်စစ်မပါသေးဘူးပေါ့။ဒီမှာရဲ့ညမလေးညမလေးရဲ့ဤစားကတော့နမင်စင်းပါလာပြီပေါ့။ကောင်းလေးကအသက်16နှစ်ပဲရှိသေးတယ်။ညမလေးကတော့16နှစ် ကောင်းလေးကလည်းသူကြီးတော်သားဖြစ်တော်သူမိဘတွေကလည်းစုမှုထပ်ဖို့လွတ်တယ်။ဝေကြီးကလည်းသူတို့တော်တင်ရှိကြတော့အိမ်ထောင်ချပေးလိုက်ရင်များဒီပြစ်နာကိုလည်းတော်ဖြေရှင်းနိုင်မယ်။ဆိုပြီးတော့အင်းအညီမကိုလာတောင်းမြန်လိတ်ကြတော့ပေါ့။ညီမအစာအီစာထားပေးမယ်လို့ပြော။သူကအိမ်ထောင်ပြုဖို့တော့သူမပြုချင်သေးဘူးဆိုပြီးတော့စားတော့ငိုနေရပေါ့။အမေနဲ့ဖေရီ ကလည်းငေကြသည်လို့မစစ်စင်ချေပေမဲ့လည်းအိမ်ထောင်ပြုလိုက်ရင်များဒီဥပဒေကလွတ်မလားဆိုပြီးတော့အဲ့ဒီမျိုးလက်ချက်တွေပဲတော့တူလိုက်ကြတာဒီခေတ်ရဲ့တလား၃လပဲသူတို့ဟိုလက်ထပ်ပြီးလိုက်ကြတယ် အမျိုးသမီးစစ်မှုထမ်းအပတ်စဉ်တကိုရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့အခြေဆိုင်အမှတ်လေးအရာခံနဲ့အကြက်ကြီးတင်တန်းကြောင်းမှာဖွင့်လှစ်တင်တန်းပေးနေတယ်လို့မြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေလာရေးအဖွဲ့ MDSI ကဩဂတ်လမှာထုတ်ပြန်ထားပါတယ်။အသက်18နှစ်နဲ့35နှစ်ကြားအမျိုးသားတွေကတော့စစ်တင်တန်းကိုပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကလေးကစတင်ခဲ့ပြီးအခုဆိုရင်တင်တန်းအပတ်စဉ်16ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ မောနေလီကတော့အမျိုးသမီးစစ်မှုရန်ခေါ်ယူတဲ့ကိစ္စတွေမှာစည်ရင်းနေပါတဲ့သူတွေဟာမကြခင်မှာကန့်သက်ချက်အစ်စ်တွေနဲ့ထိန်းချုပ်မှုအစ်စ်တွေကိုရင်ဆိုင်ရတော့မှာဖြစ်တဲ့အတွက်စိုးရိမ်မိတယ်လို့ဆိုပါတယ်။လက်ရှိအခြေအနေဟာအမျိုးသမီးငယ်တွေအပေါ်စိုးရတဲ့တက်ရောက်မှုတွေရှိသလိုတဦးတယောက်ချင်းစီသာမကတနိုင်ငံလုံးအတိုင်းအတာအထိစိုးကြိုးတွေဖြစ်လာနိုင်တယ်လို့လည်းသူကဆက်ပြောပါတယ်။အင်ထောင်ပြူလိုက်ပြီဆိုတာနည်းသူတို့ရဲ့ဒီ အဲပညာရေးကတော့လုံးဝဆုံးခန်းဖြစ်သွားတယ်ဆိုတဲ့ဟာဖြစ်တဲ့ဆိုတော့16 19တချို့55 16အလိုမျိုးအရွယ်ကလုံးဝဒီအထက်တန်းအဆင့်မှာရောက်နေပါဘူးချို့တချို့ကတော့ဒီအလေတန်းအဆင့်တွေမှာရှိရှိနေမှာပေါ့နော်ဆိုတော့ဒီဖက်မှာဒီကိုဗစ်ကြောင့်ပဲဖြစ်ဖြစ်ဒီ pandemic တွေကြောင့်ပေါ့နော်အဲဒီကြောင်းပိတ်ထားရတဲ့ဟာတွေပြုလို့ရှိရင်ဒီစစ်အာဏာသိမ်းတဲ့အဲကြောင်းလဲကြောင်းပိတ်တဲ့အရာတွေကိုကြည့်မယ်ဆိုလို့ရှိရင် တော်တော်ကြာပြီလေနော်ဒီနှစ်ပေါင်းများစွာတော်တော်ကြာတဲ့အချိန်မှာကလေးတွေကြောင်းမတက်ရတဲ့နှစ်ကတော်တော်လေးအဲနှစ်နဲ့ချီလာပြီပေါ့နော်အဲတချို့ဆိုရင်မူလတန်းလာတချို့ဆိုလို့ရှိရင်အလေတန်းအလေတန်းဆိုပေမဲ့စပြီးတော့အဲတက်တဲ့အလေတန်းဥမငါးတန်း၆တန်းလာအဲ့လိုမျိုးပေါ့နော်ဆိုတော့များတော့အားဖြင့်အဲ့ဒီအတန်းပညာနဲ့တို့ရောက ဒီအိမ်ထောင်တွေဘဝနဲ့ဖြစ်သွားပြီဆိုလို့ရှိရင်သူ့မှာတာဝန်ယူရတဲ့ဟာတွေအများကြီးရဲ့ပညာကလုံလုံလောက်လောက်မတက်ဘူးသူမွေးလာတဲ့ကလေးတွေဆိုလို့ရှိရင်လည်းဒီပညာရေးလမ်းကြောင်းကနေသူကတော့ဒီတွင်တင်ဆုံးမအဖို့အတွက်ဆိုတဲ့ဟာဝေးသွားပြီကောနော်လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီးလက်ထပ်ထိန်းမြှင့်ရေးအတွက်ဆောင်ရွက်ပေးနေတဲ့ CDM တရားသူကြီးဒေါ်တင်စာမြကတော့ ြန်မာနိုင်ငံမှာအသက်16နှစ်အောက်လက်ထက်ရင်ရာဇဝတ်တကြီးပုံမှန်ဖြစ်ပြီးဖောက်ဖျက်ရင်မိသူမဆိုးအရေးယူခံရမယ်လို့ဆိုပါတယ်။အရွယ်ရောက်ပြီးသူနဲ့ပတ်သက်တဲ့ပြဋ္ဌာန်းချက်ကအသက်18နှစ်ဖြစ်ပါတယ်။ကလေးတငယ်ဥပဒေအရ18နှစ်ဆိုလို့ရှိရင်အရွယ်ရောက်သူသတ်မှတ်တယ်။18နှစ်နဲ့16နှစ်အောက်ဆိုလို့ရှိရင်16နှစ်ကြားဆိုလို့ရှိရင်အဲလူငယ်လို့သတ်မှတ်တယ်။အဓိကကွာသက်ကောင်းနေအောက်ကိုမရောက်ဖို့ပဲ။ထင်္ဂလာဆက်တဲ့သူက16နှစ်အောက်ကိုမရောက်ဖို့ပဲလို့ရတယ်။ အဲ16နှစ်အထက်ဆိုလို့ရှိရင်ကတော့သူကမိဘသဘောတူလို့ရှိရင်ယူလို့ရတယ်မိဘသဘောမတူမိဘသဘောမတူဘဲနဲ့ယူလို့ရတာကြတော့16နှစ်အထက်ဟာကြောင့်ဆိုမိမိကိုယ်တိုင်စီဟိုစဉ်းစားဆုံးဖြတ်နိုင်သွမ်းရှိတဲ့အမျိုးလိုတတ်မှတ်ပြီလေအရင်ရောက်ပြီလို့တတ်မှတ်ပြီဆိုရင်မိဘသဘောမတူလည်းယူလို့ရပြီအကယ်၍အသက်16နှစ်မပြည့်သေးတဲ့ကလေးကမိဘသဘောမတူဘဲလက်ထပ်တဲ့ဆိုရင်ပုံမှာ363အုတ်ထင်းသူထံကအခွင့်ပြုချက်မရှိဘဲခိုးယူပေါင်းတင်တဲ့အမှုအဲ့ဒီလိုပုံမှာရှိကြောင်းနဲ့ အသက်16နှစ်အောက်ဆိုရင်တော့36ရဇသကြီးပုံမှန်မတည်မှုဖြစ်တယ်လို့သူကဆက်လက်ရှင်းပြပါတယ်မနီကလုံသက်၁၀နှစ်ဝန်းကျင်ရှိတဲ့အမျိုးသမီးရေးတက်ကြွလှူရှာသူတဦးဖြစ်ပြီးအမျိုးသမီးတွေအကြမ်းဖက်ခံနေရတဲ့ပုံစံအမျိုးမျိုးကိုလေ့လာသုံးသပ်နေတဲ့သူပါ။ မြန်မာနိုင်ငံကအယုံမြောင်သေးတဲ့မင်းကလေးငယ်တွေရဲ့အိမ်ထောင်ကြီးဟာရိုးရာဒလိဒါမှမဟုတ်ဆင်းရဲမွေးတေမှုတွေကြောင့်သာမဟုတ်တော့ပဲအာနာရှင်အောက်မှာရှင်သန်နေရတာကလည်းငငယ်ရွရွနဲ့အိမ်ထောင်ပြုတ်ဖို့တိုက်ရိုက်တွန်းပို့နေတဲ့အကြောင်းအရင်းဖြစ်နေတယ်လို့ပြောပါတယ်စစ်မှုရန်ဥပဒေကလွမြောက်ဖို့ကြိုးပမ်းရမှာအယုံမြောင်ပဲလက်ထက်ထိမ်းမြခြင်းအပါအဝင် အခြားဆုံးဖြတ်ချက်တွေဟာအနာဂတ်မျိုးဆက်တွေအတွက် ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေရှိပါတယ် ပညာရေးကိုဆုံးခန်းတိုင်အောင်မတင်နိုင်ခြင်းကစစ်အပီးငိမ့်ချတဲ့ကာလမှာနိုင်ငံပြန်လည်တည်ဆောက်နိုင်ဖို့အတွက်ပိုပြီးခက်ခဲစေတယ်လို့ဒေါ်တင်စာများကဆိုပါတယ်။ပညာရေးနဲ့ပြန်ပြီးတုံ့တက်ရမှာပေါ့နော်။ပညာရေးနဲ့အင်ကြသွားရတယ်ဆိုရင်တော့တိုင်းပြည်လည်းနှိမ့်ကြသွားမှာပဲ။နိုင်ငံတည်ဆောက်တဲ့အခါမှာလူငယ်တွေမှာပေါင်းနေစစံရေးတွေရောအကုန်လုံးဘွေးခေါ်မှုတွေရောအကောင်းတဲ့လူငယ်လူစားရေးမြေတွေနဲ့တည်ဆောက်ရတာလေ။ပညာရေးကိုကလေး အေးတွေတင်ဖို့ရအတွက်ခြေနေဖန်တီးမပေးနိုင်တာကိုပဲကိုယ့်ရဲ့အပြစ်ကိုပဲဆိုရတယ်ကမြင်ရမှာလူငယ်တွေအိမ်နောက်ပြုတ်လာစောချင်းပုံမှာအိမ်အပြစ်မြင်စရာမလိုဂျူလီယာကတော့အခုလိုအခြေအနေတွေနဲ့ညီမဖြစ်သူအိမ်တော်ဆော့ဆော့ကြတဲ့အခြေအနေတွေကြောင့်စစ်တပ်ကိုမုန်းတယ်လို့ဆိုပါတယ်။ညီမလေးကတော့တုံ့ငုံမသိဘူး။ ဒီပဒေတာမရှိဘူးဆိုရင်တော့ကျပါတို့လည်းဒီလိုဖြစ်ပါဖို့လေးစစ်တကောတော့တအားဆင်ပါရဲ့ဒိုတန်ရဲ့ဒီတစ်ပတ်အစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နားဆင်သူတွေရဲ့လူမှုကွန်ရက်ပေါ်ကနေဝေဖန်ကြံပေးတာတွေကိုလည်းကြိုဆိုပါရစေ။လူခွင့်ရေးဆောင်မတွေကိုနှစ်ပတ်တစ်ချိန်တင်ဆက်ပေးမှာဖြစ်လို့ဒိုတန် page ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ။ ဒီစီစဉ်ကိုလူရှင်တွေရဲ့ကူညီမှုနဲ့ Foundation Heron တဲကပံ့ပိုးပေးထားတာပါ။တို့တဲ့အတန်လွင့်အစီအစဉ်ကို Frontier မြန်မာရဲ့ website နဲ့ Facebook စာမျက်နှာတွေအပြင်ဒို့အတန်ရဲ့ Facebook စာမျက်နှာ SoundCloud, YouTube, Anchor, Spotify, Telegram နဲ့ Instagram တို့ကနေလည်းဝင်ရောက်နှာစင်နိုင်ပါတယ်။နောက်တစ်ပတ်မှာထုတ်လွှင့်မယ်ဒို့အတန် podcast ကိုလည်းစောင့်မျှော်နှာစင်ပေးကြပါအောင်ရှင်။